6တာ163မှာတော့ဆမ်ပြူဘတ်ချစ်ကတော့အတိမတ်ပြထားတဲ့ခိုင်စာအင်းဘတ်ကိုအီဇာကီးကလေးစားနေပြီးပါတယ်။အီဇာကီးကငါတစ်ချိန်လုံးအထင်လွဲနေခဲ့မိတာ။ဒီအတင်းရဲ့ကစားပုံကခိုင်စာရဲ့တဲလန့်ပုံမှာမူတည်နေရ။အတင်းရဲ့စက္ကန့်တိုင်းကိုလက်ဟက်တက်မဖြစ်စေအောင်ဆိုတဲ့အဲ့ဒီကစားပုံကခိုင်စာရဲ့ဂိုးနဲ့ပဲအဆုံးတက်တယ်။ဆရာအုံမုတ်ခွက်ပြောခဲ့ဘူးတဲ့။တုံညာနဲ့တိတ်ကိုပြောင်းလဲတယ်ဆိုတဲ့အရာခိုင်စာကိုပုံဖော်ထားရလားဆိုပြီးတော့အီဇာကီးကတွေးမိပါတယ်။အဲ့ဒီအချိန်မှာဘာချီတာကဒီကဘာပေါ်မှာယူလောက်ဆရာအတ္တသမားတွေရှိနေတာပဲ။မင်းကအရင်လန်းတာပဲခိုင်စာ။ငါမင်းကိုဖြက်စီးပြစ်ရှင်တယ်။ ဆိုပြီးတော့ပြောနေတော့မှာပဲဘာချာတင်းရဲ့မာစတာက Hey hey ညီလေးတို့ဘလူးလော့ဆိုတဲ့အရာကြီးကတကယ်ကောင်းတဲ့ဖြောပြင်မှုပဲငါအစကတော့ဝင်ပါဖို့စိတ်ကူးမရှိပေမဲ့အခုတော့ငါရဲ့အချိန်3မိနစ်ကိုအသုံးပြုမယ်ဆိုပြီးတော့မာစတာရဲ့3မိနစ်စာအချိန်ကိုအသုံးပြုလိုက်ပါတယ်ဘာချာအတင်းရဲ့မာစတာလေဗင်ညိုတာဝင်ဆော့ရင်မမြတော့မှာကိုတည်နေတဲ့ဆမ်ပြူကိုဘတ်ချစ်ကလည်းသူ့ရဲ့အချိန်3မိနစ်ကိုအသုံးပြုလိုက်ပါတယ်ဆမ်ပြူဘတ်ချစ်နဲ့လေဗင်ညိုနှစ်ယောက်သားကတော့မနေ့ကချန်ပီယံလိရဲ့စီမီဖိုင်နယ်မှာနောက်ဆုံးတွေ့ခဲ့ကြတာဖြစ်ပြီးတော့အဲ့ဒီပွဲကိုလေဗင်ညိုရဘက်ကရှုံးသွားခဲ့ပါတယ်မင်းငါတို့မနေ့တုန်းကရှုံးသွားခဲ့အခုမင်းရဲ့နာမည်ကိုအဖက်ဆယ်ပွဲလုံးနေတာ တနာစီရပဲနော်ငါကလည်းစိတ်ရွတ်တကောင်ရဲ့ပြင်းစီရနီးလနေအောင်ပါစောနေရအတင်းရောငါတကယ်တနာမိရဲ့တကယ်တော့မင်းရဲ့အတင်းကကလေးတွေကြည့်ပဲပါတယ်အတင်းကြီးပါပဲဆိုပြီးတော့တယောက်ကိုတယောက်ငယ်ကျွန်းငယ်နာရီဖုန်းရင်စနေကြပါတယ်နေ့ရက်လုံးကပေါ်တော်တော်လုံနေကြရဆိုပေမဲ့သူ့ထားတဲ့သူတော့မိုက်နေတော့ဖြစ်ပါတယ်ဆမ်ပီဘတ်ချစ်ကကပ္ပတိန်အမေရိကစီရှောက်လာပြီးတော့ငါမင်းရဲ့အကြောင်းပြချက်ကိုနားထောင်ကြည့်ခြင်းနဲ့မင်းနားလည်ပြီးသားဖြစ်မှာပါဒါပေမဲ့ဒီအတင်းရဲ့တိုက်ခတ်တဲ့ပုံစံကနီးလနဲ့လမ်းမရှိရပထမအချက်ကခိုင်စာရဲ့တိုက်စစ်ကိုကူညီပေးရမှာဒုတိယအချက်ကမင်းရဲ့ကြွကျင်မှုတွေက ခိုင်စာထက်တာလုံနေဆိုတော့တတိပြပေးရမယ်ဒါပေမဲ့မင်းကနှစ်ခုလုံးမှကြောက်ရွံ့ခဲ့တယ်အဲ့ဒီတော့မင်းမှပြောစရာစကားရှိသေးလားဆိုပြီးမေးတဲ့အခါမှာတော့ကပတိန်အမေရိကကလည်းပြောစရာစကားမရှိတော့ကြောင်းပြောတဲ့အခါမှာတော့ကိုဘချစ်ကဆက်ပြီးတော့မင်းတို့စီကိုအခွင့်အရေးတစ်ခုကလာတဲ့အခါအဲ့ဒီအခွင့်အရေးကိုလက်လွတ်ဆုံးရှုံးလိုက်ရပြီဆိုရင် အကြက်တဲတွေကိုတက်ရောက်တော့တတ်တယ်ရရှိရတဲ့ရင်းရတာအတူတူပဲအဲ့ဒီတော့ run scale ခုနီကပြီမင်းကလည်းအဲ့ဒီတံပိုးပြီးဆက်လိုက်ရတာပဲဆိုပြီးတော့ဆုံးမလို့ပြီးမှာဆမ်မီဘချစ်က ကပတိန်အမေရိကကိုအီစာကီးနဲ့လူစားလဲလဲပါတယ်။လူစားလဲမှုအပေါ်မှာတစုံတရာကတော့မကျေနပ်ချက်တွေရှိနေပါတယ်။အဲ့ဒီသူကတော့မော်ဒယ်ပိုင်းကိုကိုပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ယူကီမီယာရဲ့အဆင့်ကအီစာကီးထက်ပိုပြီးတော့မြင့်တဲ့အတွက်ကြောင့်ပါ။အဲ့ဒါကိုလည်းဆမ်မီဘာချစ်ကဒုတိယလို့ပြောပါရတယ်။အဓိကအကြောင်းရင်းကတော့ဖန်စားပေးကြောင်မှဖြစ်ပြီးတော့ဒီကဘာလုံးကအီစာကီးကိုမြင်ကျင်ကြတာပါ။အဲ့ဒါစာချုပ်ရှုပ်ထားတဲ့အတိုင်းပဲဖြစ်တာမလို့ဘလူးလော့ရဲ့သူရဲ့ကောင်ထွက်ခဲ့ဖို့ခေါ်လိုက်ပါတယ်။တခြားသူတွေကတော့ဘလူးလော့ရဲ့သူရဲ့ကောင်ဖြစ်တာနဲ့ပဲခေါ်သွားတယ်ဆိုတဲ့အချက်ကိုအတော်လေးမှသဘောမကျနိုင်ဖြစ်နေပါတယ်။အီစာကီးကတော့သူမျောလင်းခဲ့တဲ့ ဆမ်မီဘာချင်းနဲ့အတူဆော့ဖို့အခွင့်အရေးရလာခဲ့ပြီမလို့စူပါစတာတွေရွေးပြည်နေတဲ့နီယိုအေဂွိစ်လီတဲ့ကိုတန်နီယာကေကင်းနဲ့ချီတက်ခဲ့ပါပြီဘတ်စတာမန်ချင်းအသင်းကတော့ကပ္ပတိန်အမေရိကန်နဲ့ဂျက်စနာကိုလူလဲလိုက်ပြီးတော့ဘာချာအသင်းကတော့လာရာကိုလူလဲလိုက်ပါတယ်။အီဇာကီးကသူ့ရဲ့တည်ရှိမှုကိုကဘာကြီးကိုပြသဖို့အတွက်အခွင့်အရေးကိုအလဟတ်သက်အဖြစ်မခံဘူးလို့ဂျုံဝိုင်းနဲ့ချက်တာ163ကတော့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်။ chapter 164မှာတော့ကလေးဘွားတွေကအိမ်မက်မက်ခဲ့ရတဲ့အခိုက်အတန့်အောင်၃မိနစ်အတွင်းမှာငါးပါးကောင်လေးဆိုတာပြသပေးမယ်လို့ဣဇာကြီးကကြုံရနေတော့ကစားပွဲစတင်ခဲ့ပါတယ်။ဆက်စပ်ချင်းမှာမာစတာနဲ့ရောက်ထိတိုက်တွေ့ခဲ့ကြပြီးတော့ Levinio ကကြော်တက်ဖို့ကြိုးစားနေတယ်လို့ဆန်ဖြူဘတ်ချစ်ကလည်းအလုပ်မပေးဘဲဖြစ်နေပါတယ်။အဲ့လို Levinio ရဲ့မြန်ဆန်လာတဲ့ dribbling တွေကိုဣဇာကြီးကလိုက်မမိနိုင်ဘူးဖြစ်နေပေမဲ့ရတက်လို့မရတဲ့ဆက်လိုမျိုးပဲ노ဝါကတော့လိုက်နိုင်သေးပါတယ်။မာစတာနဲ့ရောက်ရဲ့ကစားပုံတွေကပြောရမယ်ဆိုရင်နှစ်ဖျားနှစ်ပါးစီးချင်းထိုးနေတဲ့အတိုင်းပါပဲ။နှစ်ဖက်လုံးကသူရဲ့မာစတာတွေရောအားပေးနေကြပြီးတော့ဣဇာကြီးက ဒီလိုမျိုးအခြေအနေနဲ့ဆိုငါဘယ်လိုလုပ်ဝင်သွားမှာလဲရှုပ်ပါလေကွာငါဝင်သွားလိုက်မယ်နေရာတရားဖြစ်တော့လွတ်လိုက်မယ်ဆိုပြီးတော့ဝင်သွားမိလိုက်တာအလုံးဝအမားကြီးပါပဲနှစ်ဖျားရည်ရဲ့တိုက်ပွဲကြမှာဝင်ရှုပ်တဲ့လူသားလေးကိုလပင်ညိုက Rainbow Flick နဲ့အချက်ခွဲပြီးလိုက်ပြီးတော့ဘာချစ်ကိုကာဖို့လေဒရိုင်းအနေနဲ့ထားခဲ့ပါတယ်ဖြစ်ဖြစ်သွားတာကမျက်စံလွန်းတာမလို့အီစာကြီးကလဲကြမလို့ဖြစ်နေတော့ဘာချစ်ကလမ်းဖမ်းပြီးလိုက်ပြီးတော့အီစာကြီးယိုကြီးလပင်ညိုဘာလို့အကသမားလို့ခေါ်လဲတိလားအီစာကြီးကပြန်ဘက်ကိုအံ့ဩအောင်လုပ်တဲ့နေရာမှာအကောင်းဆုံးမလို့လားဒါပေမဲ့အဲ့နမေပြောင်းတော့လှပတဲ့ခြေလမ်းနေရာနေလာတာမဟုတ် သူကစားခံလိုက်ရတဲ့သူတွေကကနေတလို့လဲကြသွားပြီးတော့အလုံးအခေါ်ကြတယ်ရှုံးနေခြင်းရဲ့အကောက်ဆိုပြီးဖြစ်လာတာဆိုပြီးပြောပါရယ်လာပြညိုကတော့ဂိုသမားနဲ့ထိုက်တိုက်တွေ့နေပြီကန်သွင်းမဲ့ပုံစံနဲ့ဂိုသမားပေါ်ကခုံကြော်သွားလိုက်ပြီးတော့ငါလုံဝလွတ်လက်တယ်ငါတည်ခြင်းတရားကိုဖိတ်ခေါ်တဲ့လက်ပြလေးတည်တဲ့အထိကားကြစမ်းဘတ်ဆက်မြင်နေဆိုပြီးတော့ဘလူးလော့စီတစ်ချောက်လုံးမှာအလားပါဆုံးဂိုးတွေရတခုကိုတွင်းလိုက်နေပဲမိုက်စာပို့စ်နဲ့အောင်ဝဲခံလိုက်ပါရယ်ဘာချာအတင်းသားတွေကလည်းလာပြညိုနဲ့အတူအောင်ဝဲခံနေကြပြီးတော့ ။ဤသားကြီးကတော့စူပါစားတွေအတိုက်ဝဲကြမှာသူ့အတွက်အခွင့်အရေးမရှိကြောင်းတွေးနေမိပါရတယ်။ခိုင်စာဟဲအောင်ရွေးချီအခုမင်းမနဖျားရည်နဲ့အတူကစားဖို့အတွက်အစ်စ်နေလို့သေးတယ်ဆိုတော့နားလေသားလောက်ပြီလားလူပြက်လေးဖယ်စမ်းပါကွာမင်းတော့ဝင်ချနိုင်လို့လားငါဝင်မချနိုင်တာမဟုတ်ဘူးငါမချခဲ့ငါတို့ကတစ်ချိန်လုံးဘဒူစီချက်ပြက်မလဲဆိုတော့စောင့်နေခဲ့ကြတာအဲ့ဒီသဘောတရားရဲ့အခြေခံလေးတော့နားမလည်ဘူးဆိုတော့ဤသားကြီးရွေးချီမင်းကတကယ်ကိုရေးရတဲ့ကောင်းပဲဆိုပြီးတော့ခင်းစိုးလေးခိုင်စာခနဲ့လိုက်ပါတယ်ခိုင်စာရဲ့ခနဲ့မှုအောင်ပါဤသားကြီးကမင်းရသေးဘူး ငါဘာလို့ဒီကစားပွဲကဘာမှထူးခြားမတော်ဘူးငါနဲ့မာစတာတွေကြားမှာဒီလောက်ကြီးကွာချနေငါတော့သွားပြီငါသူတို့လေးစားနေရလေလို့ကျန်တာဘာမှမလုပ်နိုင်ဘူးဆမ်ပီဘတ်ချစ်ကတော့ဘတ်စမန်ချင်ဆိုတာအနိုင်ရဖို့ကအရရပဲငါ့ရဲ့ပုံစံအတိုင်းလိုက်ဆော့ကြအီစာကြီးကတော့အဲ့ဒီလိုလေးစားမှုတွေကိုအသုံးချကန်အနေနဲ့ပြောင်းလဲဖို့စီစဉ်ရင်ချက်ပတာ164ကတော့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်နောက်ပိုင်းမှာတော့ဒီတဲ့စိတ်ဝင်စားစရာကောင်းလာတယ်လားမလို့စောင့်မြပေးကြဖို့နဲ့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ အားပြီးကြတဲ့သူတူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။နောက်အပိုင်းနေမှာပြန်တွေ့ကြတာပေါ့။